ဝင်းမြလေးမှာဘသူမှမလုံဖူးတဲ့အရာကိုကင်မရွန်ရဲ့ပွဲမှာလှုပ်သွားခဲ့တဲ့အော်လန်နာ။ပြန်များလုံးမဲ့မိန်လာများတင်လိုက်ဖူဘောရှိုးစီတင်ကနေပြန်လဲကြိုဆိုလိုက်ပါရင်မန်ချက်စတာယူနိုက်တက်ပရိသတ်ရဲ့အချစ်တော်ဂိုသမားလေးအော်လန်နာဟာကင်မရွန်အတွက်နိုင်ငံပွဲအဆင့်ကစားပေးရင်ဘယ်ဂိုသမားမလုံခဲ့ဘူးတဲ့အရာတစ်ခုကိုလှုပ်ပြခဲ့တာကြောင့်ယူနိုက်တက်ပရိသတ်ရဲ့အကြမ်းမှာရှော့ရစရာဖြစ်ခဲ့ရပါရင် န်နာဟာပြီးခဲ့တဲ့ဒီဝင်တွေကကစားခဲ့တဲ့ Leicester City နဲ့ Premier League ပွဲစဉ်မှာအသင်းအတွက် clean sheet ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့နိုင်ငံ duty ဖြစ်တဲ့ ST Winnie နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း clean sheet ရရှိအောင်ထပ်မံစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာပွဲရလန့်ထက်အွန်နာနာရဲ့ပွဲချင်းအတွင်းပြုလုပ်ခဲ့တဲ့အကြောင်းအရာတစ်ခုကဘောလုံးပရိသတ်တွေအကြားမှာပြောစရာတစ်ခုဖြစ်ခဲ့တယ်လို့မီဒီယာတွေအတွက်လည်းခေါင်းကြီးပိုင်းသတင်းတပုတ်ဖြစ်ခဲ့ရပါတယ်။ပရိုတင်ဟာကမ္ဘာဖလားအာဖရိကဆုံးခြေစစ်ပွဲအဖြစ်က ကမ္ဘာအဆင့်159မှာရပ်တည်နေတဲ့ SCW နေအသင်းကိုအဝေးခွင်မှာတွားရောက်ရင်ဆိုင်ခဲ့ရမှာဂုံးရှိတဲ့ရလက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဝဲစင်မှာကင်မရွန်အသင်းဟာဂိုးသွင်းခွင့်အမြောင်များရရှိခဲ့ပေမဲ့လည်းအသုံးမချနိုင်ခဲ့တာကြောင့်အခုလိုမျိုးတေးတမက်နဲ့သာကျင်းနေခဲ့ရတာဖြစ်ပါတယ်။ဝနာဟာ SCW နေဘက်ကကန်သွင်းချက်ချက်ကိုလည်းကာကွယ်နိုင်ခဲ့တယ်လို့ပွဲချိန်အတွင်းသူ့ရဲ့လုံရိုက်တစ်ခုဟာပွဲပြီးမှပြောစမှတ်တွင်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာကင်မရွန်အသင်းဟာပွဲချိန်အတွင်း free kick ကံကွင်းတစ်ချိန်ရရှိခဲ့ပါရင် free kick ဟာဂိုးပေါက်နဲ့ဂိုင်30အကွာကနေကံကွင်းရရှိခဲ့တာဖြစ်ပြီး Brandford အသင်းရဲ့ superstar Brian Mbumo ကကံသွင်းဖို့အစဉ်နဲ့ပြင်ထားတာဖြစ်ပါရင်ဒီအချိန်မှာကုသမားနေရာတောင်းယူထားတဲ့ Olana ဟာခြေအထိတက်လာပြီး Mbumo ကို free kick ဘလို့ကံသွင်းရမလဲဆိုတာကိုညွှန်ကြားနေခဲ့တာဖြစ်ပါရင် ဒါပေမဲ့လည်းအိုနာနာရဲ့ညွန်ကြားချက်တွေဟာအရာမတင်ခဲ့ဘူးပဲပြောရမှာဖြစ်ပါရင် MOA ကံချက်ဟာလွဲချော်သွားခဲ့ပြီးကင်မရွန်တင်ဟာလည်းဥဆောင်ကုန်းနဲ့ဝေးကွာခဲ့ရတာဖြစ်ပါရင်အိုနာနာအနေနဲ့အခုလိုမျိုးရှေ့ကိုတယ်ဗီဖရီကစ်ညွန်ကြားတာဟာအခုကင်မရွန်ရဲ့ပွဲစဉ်မှာစတင်ပြုလုပ်ခဲ့တာမဟုတ်ပါဘူး။သူကပရီးမီးယားလိပွဲအစဉ်အပြင်မန်ချက်စတာယူနိုက်တက်နဲ့ ဖွယ်ရန်တို့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းနီးစနစ်အေရီယာတွေကနေပြီးတော့ဖရီကစ်ကိုဘယ်လိုကန်ရမလဲဆိုတာကိုညွှန်ကြားခဲ့ပါသေးတယ်။အဲဒီတော့ကလည်း United ပြည်သူတွေကြားမှာအတော်လေးဟာသာဖြစ်ခဲ့ပြီးအိုနာနာရဲ့လုံရက်ကိုပြောပြီးတော့မှန်ချက်မျိုးမျိုးပေးခဲ့ကြပါတယ်။ပြည်သူတွေကတော့အိုနာနာဟာတော်လေးကိုရည်စရာကောင်းတဲ့သူပါ။သူ့အနေနဲ့နီးပြဖို့ဖို့ဆိုပေမဲ့ရှေ့ကိုတက်ပြီးဖရီကစ်ဘယ်လိုကန်ရမလဲဆိုတာညွှန်ကြားနေတာပါ။ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။နောက်ပြည်သူတွေကလည်းအိုနာနာဟာသူ့ကိုယ်သူအာဆင်နယ်အသင်းရဲ့အလွတ်တကယ်ပေါ်နီးပြတယောက်လို့ထင်မှတ်နေဖို့ရပါတယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အခြားပြည်သူတွေကလည်းသိမကြတော့ခင် Manchester United အသင်းရဲ့ free kick နဲ့ dog can ball တွေကိုအွန်နာနာကိုယ်တိုင်ကန်သွင်းတော့မှာပါဆိုပြီးတော့နောက်ပြောင်သွားခဲ့တာဖြစ်ပါရင်အခြားပရိသတ်အတူကတော့အွန်နာနာအနေနဲ့သူ့ရဲ့အသင်းပေါ်နေတဲ့နေပြအပေါ်မှာလေးစားမှုလုံးဝမရှိရဲ့လောက်ရပဲဆိုပြီးတော့ဝေဖန်သွားခဲ့တာဖြစ်ပါရင် ဒါပေမဲ့လည်းအခုလိုမျိုးအရှိတ်ကိုတက်ပြီးတော့ free kick ကံမို့အတွက်အသင်းမော်တွေကိုကုညင်ညွန်ကြားပေးရအောင်အူနာနာတယောက်နဲ့လုပ်ခဲ့တာတော့မဟုတ်ပါဘူး။အာဆင်နယ်အသင်းရဲ့ကုသမာဒေးဗစ်ရော်ရာဟာလည်းဒါမျိုးလုပ်ခဲ့ဘူးပါရင်ဒေးဗစ်ရော်ရာဟာချင်းစီအသင်းကိုတကောကုမရှိနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဒီကလန်ရိုက်ရဲ့ free kick ကံချက်ကိုဘယ်လိုကံသွင်းရမလဲဆိုတာညွှန်ကြားခဲ့ဘူးလားဖြစ်ပါရင်အူနာနာဟာလက်ရှိအခြေမှာကင်မရွန်နဲ့အတူနိုင်ငံကပွဲစဉ်တွေကိုဝင်ရောက်ကစားနေတာဖြစ်ပါရင်ကင်မရွန်နေနဲ့နာမည့်26ရဲ့နေ့မှာတော့လိုင်ဘီယာအသင်းကိုအိမ်ခွင့်မှာအခက်ခဲစားသွားရမှာဖြစ်ပါရင်